ွယ်သွယ်ကကင်းဝေးပြီးကိုစိတ်နှပြလုံးကျုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ရစပြီးရော PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမကတော့ချူပါ။ဒီနေ့မေလ23ရက်တောက်ကြနေအတွက်တင်ဆက်ပေးမယ့်သတင်းခေါင်းစဉ်တွေကတော့တော်လိုင်းကာလာတွင်ဖွဲ့စည်းလှုပ်ဆောင်ကြရတာဖြစ်တဲ့အတွက်စွမ်းဆောင်မှုအကန့်အသတ်ရှိတယ်ဆိုရင်တော့ ဝင်ကြီးဌာနတွေအတွင်းပေါက်ဆက်နှိမ့်နိုင်မှုအားကောင်းကောင်းနဲ့လှုံ့ဆော်ကြဖို့တရားစုဝင်ကြီးချုပ်တိုက်တွန်းလိုက်တဲ့တဲ့ရန်ကုန်ဖက်ဒရယ်ယူနစ်ဂျာကာလာအစီအမံမူကျန်းရေးဆွဲရေးကော်မရှင်ဆိုင်ရာဥပဒေကိုရန်ကုန်လွှတ်တော်ကပြဋ္ဌာန်းအတည်ပြုလိုက်တဲ့တဲ့ချောင်းဦးမျိုးအထိုင်စခန်းမှာအင်အားတိုးပြီးတော့ကျေးရွာတွေကိုမိရှုဖျက်ဆီးနေတဲ့အကြမ်းဖက်စစ်တပ်ကို drone နဲ့ဘုံးကျဲတိုက်ခိုက်ရာ အကြမ်းဖက်ဗိုလ်တအူးအပါအဝင်၄ဦးသေတဲ့တဲ့ အရာတော်မြို့မှာလေကြောင်းအနေရဲ့ကြိုတင်ကာကွယ်နိုင်မှုအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့တဲ့တဲ့မုံမြို့နယ်အတွင်းမှာအကြံဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့အသက်၉နှစ်အရွယ်ကလေးငယ်တအူးသေးဆုံးပြီးပြည်သူ၅ဦးထိခိုက်ဒဏ်ရာရခဲ့တဲ့တဲ့အစရှိတဲ့မြန်မာနိုင်ငံတွင်းကသတင်းတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ တော်လှန်ရေးကာလအတွင်းဖွဲ့စည်းလှုပ်ဆောင်ကြရလာဖြစ်တဲ့အတွက်ဆွမ်းဆောင်မှုအကန့်အသတ်ရှိတယ်ဆိုရင်တော့ဝင်ကြီးဌာနတွေအတွင်းပေါက်ဆက်ညှိနှိုင်းမှုအားကောင်းကောင်းနဲ့လှုပ်ဆောင်ကြဖို့ပြည်အောင်စုဝင်ကြီးချုပ်တိုက်တွန်းလိုက်တဲ့သတင်းကိုပထမဆုံးတင်ဆက်ပေးပါမယ်။တော်လှန်ရေးကာလအတွင်းဖွဲ့စည်းလှုပ်ဆောင်ကြရလာဖြစ်တဲ့အတွက်ဆွမ်းဆောင်မှုအကန့်အသတ်ရှိတယ်ဆိုရင်တော့ဝင်ကြီးဌာနတွေအတွင်းပေါက်ဆက်ညှိနှိုင်းမှုအားကောင်းကောင်းနဲ့လှုပ်ဆောင်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရပြည်အောင်စုဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းကပြောကြားလိုက်ပါတယ်။ ဂျာကာလာဒေသန္တရာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘိုဟိုကော်မတီအစည်းအဝေးအမှတ်စဉ်19မေဆောင်2025ကိုမေလ22ရက်မနက်ပိုင်းမှာပြုလုပ်ခဲ့ရာပြည်အောင်စုဝင်ကြီးချုပ်ကအခုလိုထည့်သွင်းပြောကြားလိုက်တာပါရှားပိုင်ခွေတစုံတရာမရှိဘဲစိန်ခေါ်မှုတွေအနေတွေသာရှိနေတယ်အမျိုးသားညီညွတ်ရေးအစိုးရမှဝေရောက်တာဝန်ထမ်းဆောင်လာကြတော့တာဝန်ရှိသူများကို အထူးလေးစားသလိုအားလဲတက်ရပါကြောင် တာဝန်ကိုယ်စီဖြင့်အတက်နိုင်ဆုံးစ조사ဆောင်ရွက်နေကြတဲ့ဝင်ကြီးများဒုတိယဝင်ကြီးများအတွင်းဝင်များနဲ့အုပ်ချုပ်ရေးရန်နေရအစဉ်အဆက်ကိုအထူးကျေးဇူးတင်ရှိပါကြောင်းအခြေအနေနဲ့ပေးထားချက်တွေလိုအပ်ချက်တွေကတော့တော်လိုင်းကာလတွေဖွဲ့စည်းလှုပ်ဆောင်ကြရတာဖြစ်တဲ့အတွက်စွမ်းဆောင်မှုအကန့်အသတ်ရှိရဆိုရင်တော့ဝင်ကြီးဌာနတွေအတွင်ပေါက်ဆက်ညှိနှိုင်းမှုအားကောင်းကောင်းနဲ့လှုပ်ဆောင်ဖို့ကတော့လုံနိုင်စွမ်းဖောင်ထဲမှာရှိတာဖြစ်တဲ့အတွက်လေဒီတစ်ခုကိုတော့ရအောင်လုပ်ကြရမှာဖြစ်ပါကြောင်း ရှင်းစမ်းမဲ့လုပ်ငန်းတွေအတွက်အကျိုးရှိရှိပြည့်စုံဆောင်ရွက်နိုင်အောင်တွဲဆောင်မှုတွေကိုစနစ်တကျလှုပ်ဆောင်စေခြင်းကြောင့်လည်းမပြီးသေးတဲ့ရှင်းလုပ်ငန်းစဉ်တွေကိုလည်းမြန်မြန်တက်တက်ဆောင်ရွက်နိုင်ဖို့စူးစမ်းပေးကြစေလိုကြောင်းပြည်အောင်စုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောကြားလိုက်ပါတယ်။ ဆက်လက်ပြီးတက်ရောက်လာကြတဲ့ဂျာကာလာဒေသန္တရာပြည်သူအုပ်ချုပ်ရေးဖော်ဆောင်မှုဘိုကော်မတီအဖွဲ့ဝင်တွေကအမှတ်စဉ်16မေလ2025မှာချမှတ်ထားတဲ့ဆုံးဖြတ်ချက်ရှင်းလုပ်ငန်းစဉ်များနဲ့ပတ်သက်တဲ့ပြီးစီးမှုအခြေအနေများဆက်လက်ဆောင်ရွက်ရင်ကျရှိနေတဲ့လုပ်ငန်းစဉ်များကိုချပြရှင်းလင်းပြီးတက်ရောက်လာတဲ့တာဝန်ရှိသူများမှအကျေတဝင့်ဆွေးနွေးခဲ့ကြပါတယ်။အဆိုပါစည်းဝေးကိုပြည်အောင်စုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းဦးဆောင်ကပြည်အောင်စုဝင်ကြီးများဒုတိယဝင်ကြီးများ အများနဲ့အတွင်းဝင်များ တွဲဖက်အတွင်းဝင်များနဲ့ဌာနဆိုင်ရာများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ဆက်လက်ပြီးတော့ရန်ကုန်ဖက်ဒရယ်ယူနစ်ဂျားကာလာအစီအမံမူကြမ်းရေးဆွဲရေးကော်မရှင်ဆိုင်ရာဥပဒေကိုရန်ကုန်လွှတ်တော်ကပြဋ္ဌာန်းအတည်ပြုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်လွှတ်တော်က2020ပြည်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရေးောက်ပွဲကအနှင်းလိုက်တဲ့ပြည်သူ့စင်နွဲအာဏာကိုကျင့်သုံးပြီးရန်ကုန်ဖက်ဒရယ်ယူနစ်ချားကာလာအစီအမံမူကျန်းရေးဆွဲရေးကော်မရှင်ဆိုင်ရာဥပဒေကိုပြဋ္ဌာန်းလိုက်တယ်လို့ဒီနေ့မှအသိပေးထုတ်ပြန်လိုက်ပါတယ်။ ရန်ကုန်လွှတ်တော်ကပထမအကြိမ်မြောက်အစည်းအဝေးပထမနေ့ကိုဒီနေ့မေလ23ရက်မနက်9:00နာရီမှာဗီဒီယိုကွန်ဖရင့်စနစ်နဲ့ပြုလုပ်ခဲ့ရမှာအခုလိုကြားကာလအစီအမံမူကျန်းရေးဆွဲရေးကော်မရှင်ဆိုင်ရာဥပဒေကိုပြဋ္ဌာန်းလိုက်တာပါအစည်းအဝေးမှာရန်ကုန်ဖက်ဒရယ်ယူနိတ်ရဲ့ဈာကာလာအစီအမံမူကြမ်းရေးဆွဲရေးကော်မရှင်ဆိုင်ရာဥပဒေချမ်းကိုရန်ကုန်လွှတ်တော်ဥပဒေချမ်းကော်မတီကဖက်ချားတင်သွင်းပြီးလွှတ်တော်ကကန့်ကွက်သူမရှိထောက်ခံအတည်ပြုပေးခဲ့ကြပါတယ်။ ရန်ကုန်ဖက်ဒရယ်ယူနစ်ရဲ့ခြားကာလအစီအမံမူကြမ်းရေးဆွဲရေးကော်မရှင်ဆိုင်ရာဥပဒေတွင်အခန်း6ခန်းပါဝင်ပြီးအပိုက်ပေါင်း26ပိုက်ပါရှိပါတယ်။ဒီကနေ့ကျင်းပတဲ့ရန်ကုန်လွှတ်တော်အထမအကြိမ်မြောက်အစည်းအဝေးမှာဧပြီလ28ရက်ကတော်လန်ရေးတာဝန်ထမ်းဆောင်ရင်းကြဆုံသွားတဲ့တန်လီမြို့နယ်မဲဆန္ဒနယ်မြေအမှတ်တတိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးနေလင်းအောင်အတွက်လေးစားစွာဂုဏ်ပြုမှတ်တမ်းတင်ကြောင်းအဆိုပေါ်လဲလွှတ်တော်ကအတည်ပြုမှတ်တမ်းတင်ပေးခဲ့ပါတယ်။ ရန်ကုန်လွှတ်တော်အထမအကျိမြောက်အစည်းအဝေးဒုတိယနေ့ကျင်းပမယ့်နေ့ရက်ကိုထပ်မံကြေညာပြီးဆက်လက်ကျင်းပသွားဖို့ရှိကြောင်းလွှတ်တော်ဥက္ကဋ္ဌဦးတင်လွင်ကအသိပေးပြောကြားခဲ့ပါတယ်ရှင်။အခုဆက်လက်ပြီးတော့၆ဦးမျိုးအထိုင်စခန်းမှာအင်အားတိုးပြီးစေးရွာတွေကိုမိရှို့ဖျက်ဆီးနေတဲ့အကျန်းဖက်စစ်တပ်ကို drone နဲ့ဘုံကျဲတိုက်ခိုက်ရာအကျန်းဖက်ဗိုလ်တအူးအပါဝင်၄ဦးသေတဲ့တဲ့တင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ စကိုင်းတိုင်း၆ဦးမြို့အထိုင်စခန်းမှာအင်အားတိုးပြီးကျေးရွာတွေကိုမိရှုဖျက်ဆီးနေတဲ့အကြမ်းဖက်စစ်တပ်ကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ရာအကြမ်းဖက်ဗိုလ်တပ်ဦးအပါအဝင်၄ဦးသေတယ်လို့မြောင် Drone Force MDF ရဲ့ Drone ကြားခင်စင်က PPTV ကိုပြောပါတယ်ကျွန်တော်တိုက်ခိုက်ခဲ့တဲ့အချိန်ကတော့ဘောနောဒီချောင်းမျိုးပေါ်မှာဘောနောကြွားဒီမျိုးပချာလေးမှာရှိနေကြွားလေးကိုမိရှုရင်ပြီးတော့ပြည်သူတွေကိုတပ်ဖြတ်နေတယ်ဆိုပြီးတော့ဒီအထိုင်စခန်းမှာအင်အားပို့ပြီးတော့ တော်လေးတွေပတ်မှုနဲ့ဒီဒီကလည်းကောင်းကောင်းမြင်ရအောင်ပေါ့နော်ဒီလက်နက်ကြီးနဲ့လည်းတခြား plan နဲ့ရွာလို့ဆိုရင်လက်နက်ကြီးနဲ့လမ်းထုတ်ရလို့ကျွန်တော်တို့ကသတင်းရအောင်ပေါ့နော်အဲ့လိုသတင်းရတဲ့အတွက်ကြောင့်မို့အာကျွန်တော်တို့ကဒါတုံးနဲ့ဖုန်းပြတိုက်ခိုက်တာဖြစ်ပါတယ်ကျွန်တော်တို့တုံးရှိစီနဲ့ဖုန်းဒီစက်နှလုံးကျွန်တော်ခြားခဲ့ပေါ့နော်အာခြားခဲ့တဲ့နံပါတ်ကဒီခွေးဘူးတကားပါခွေးလေးကောင်ခြားတယ်လို့ကျွန်တော်သတင်းအတိအကျရရတယ်ပေါ့နော်အာကျွန်တော်တို့ပြန်ဆုတ်ခွာတဲ့အချိန်မှာ အာနည်းနည်းလေးကျွန်တော်တို့ဆုတ်ခွာပြီးတဲ့ချိန်ကျမှသူတို့ဘက်ကလက်မကြီးကောင်းတာပြန်လာနေတော့ရှိရရှိပြီးရပေါ့ချောင်းမြို့နယ်အတွင်းကျေးရွာတွေကိုမီးရှို့ဖျက်ဆီးနေတဲ့အကြမ်းဖက်စစ်တပ်ကိုမေ22ရက်မိုးလွယ်ပိုင်းမှာ Face Wind Drone ရှစ်စီးနဲ့ဘုံသီးဆက်နှလုံးကျဲချတိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ကအကြမ်းဖက်ဗိုလ်တအူးပါဝင်၄ဦးသေဆုံးခဲ့တာပါ။ Face Wind Drone ရှစ်စီးနဲ့တိုက်ခိုက်မှုပြီးပြန်လည်ဆုတ်ခွာလာချိန်မှာအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့တော်လိုင်းရဲဘော်တွေဘက်ကအထိခိုက်မရှိခဲ့ဘူးလို့သိရပါတယ်။အဆိုပါစစ်စင်ကိုမြောင် Drone Force MDF Drone ကြားခေစိန်တပ်ဖွဲ့နဲ့အတူမဟာမိတ်တပ်တွေဖြစ်ကြတယ်ရှင်းမပင်ခရိုင်တရေး35တက်ခွဲနှင် GZ21 ရှင်းမပင်ခရိုင်တရေးစခွန် B21 တနီ PDF NPDF ရင်းမှတ်ပင် Peacock Drone တင်မြောင်းအာမတ်တိငန်းစွန် Revolutionary Air Force မြောင်း အောင်တပင်ကြီးနာ Local PDF ကြောက်စဲဘူစာကလေး Drone Strike Freedom Fighter Drone Force နဲ့ CHU အဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့သိရပါတယ်ရှင်။ထပ်မံပြီးတင်ဆက်ပေးမှာကတော့ အရာတော်မျိုးမှာလေဆောင်အနေနဲ့ကြိုတင်ကာကွယ်နိုင်မှုအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့တဲ့တင်ဖြစ်ပါတယ်စကိုင်းတိုင်းအရာတော်မျိုးမှာလေချောင်းအန်ရဲ့ကြိုတင်ကာကွယ်နိုင်ဖို့အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါတယ်။ငါးမြင်းဆောင်အာရတာအရာတော်လူမှုတပိတ်ကဦးဆောင်ပြီးဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းကအရာတော်မျိုးနဲ့ကျေးရွာတရွာမှာကျေးလက်နေပြည်သူလူထုကိုလေချောင်းအန်ရဲ့ကြိုတင်ကာကွယ်နိုင်ရန်အသိပညာပေးဟောပြောခဲ့တာပါ။ လေကြောင်းအနေနဲ့ကြိုတင်ကာကွယ်နိုင်ဖို့အကြံပြုလဲညွှန်ချက်တွေဘောကိုချင်းတူနီအကြံပြုချက်တွေနဲ့စက်တက်လေဒီပါရာမော်တာအကြောင်းတွေပါဝင်တဲ့လက်ကမ်းစာဆောင်တွေလည်းပြည်သူတွေဖတ်ရှုလေ့လာနိုင်ဖို့မျှဝေခဲ့တယ်လို့ငါးမင်းဆောင်အာရတာအရာတော်လူတို့သပိတ်ထံကသိရပါတယ်ရှင် အခုတခါမှာတော့မုံမြို့နယ်အတွင်းမှာအကြံဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့အသက်၉နှစ်အရွယ်ကလေးငယ်တဦးသေဆုံးပြီးပြည်သူ၅ဦးထိခိုက်ဒဏ်ရာရခဲ့တဲ့တဲ့ပင်ကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းရှိတောင်ငူခရိုင်မုံမြို့နယ်အတွင်းမှာအကြံဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့အသက်၉နှစ်အရွယ်ကလေးငယ်တဦးသေဆုံးပြီးအသက်၁၇နှစ်အရွယ်ကလေးငယ်၂ဦးအပါအဝင်ပြည်သူ၅ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုကထုတ်ပြန်ပါတယ်။ အကျန်းဖက်စစ်တပ်ကပြည်သူတွေကိုပိတ်မှတ်ထားပြီးချင်းရွာတွေကိုရည်ရွယ်ချက်ရှိရှိနဲ့လက်နက်ကြီးနဲ့ပိတ်ခတ်ခဲ့တာကြောင့်အသက်၉နှစ်အရွယ်ယောက်ျားလေးတဦးသေဆုံးပြီးအသက်၁၇နှစ်အရွယ်မိန်းကလေး၂ဦးပါဝင်ဒေသခံပြည်သူ၅ဦးလက်နက်ကြီးထိမှန်တရားရခဲ့တယ်လို့ KNU ဗဟိုကထုတ်ပြန်ခဲ့တာပါဒါပြင်အဆိုပါပြစ်ခတ်မှုတွင်ပြည်သူရဲ့နေအိမ်၃ဦးအထိလည်းပျက်စီးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ အကျန်းဖက်စစ်တပ်ရဲ့ခမရ3-5တင်းနဲ့ခလာရ60တို့ကမေ16ရက်မှာငထွေဆုပ်ကျေးရွာကိုလက်နက်ကြီးနှလုံးပစ်ခတ်ခဲ့သောကြောင့်ငထွေဆုပ်ကျေးရွာမှာနော်တာဒိုဂေးဖော်၁၂နှစ်လက်နက်ကြီးစထိမှန်တရာရပြီးစောမှုလောလနဲ့စောမောင်ကြီးတို့ရဲ့နေအိမ်နှလုံးပျက်စီးခဲ့ရပါတယ်။ဒါ့အပြင်မေ20ရက်မှာနတ်တန်ခွေးမှာအခြေချထားတဲ့အကျန်းဖက်စစ်တပ်ကငနွားစိတ်ကျေးရွာအညာစုကျေးရွာရင်းတိုက်ကုန်းကျေးရွာနဲ့ နောင်ကုန်းကျေးရွာတွေကိုလက်နက်ကြီး6လုံး၊ရေလဲကျေးရွာနဲ့မယန်းစိန်လေးကျေးရွာကြားရှိလဲခွင်းမှာဟောင်ဝစ်စာလက်နက်ကြီး1လုံး၊ဇလုံးနဲ့စောပေါ်ကုန်းကြားရှိလဲခွင်းမှာဟောင်ဝစ်စာလက်နက်ကြီး1လုံး၊တောင်စုကျေးရွာကိုလက်နက်ကြီး3လုံးဟုတ်ဖြစ်တရားမှာအခြေချထားတဲ့အကျန်းဖတ်စစ်တပ်ကစက်တက်ညောင်ပင်ကျေးရွာကိုလက်နက်ကြီးတလုံးပစ်ခတ်ခဲ့ပါတယ်။ အဲ့ဒီပြစ်ခတ်မှုကြောင့်ကျက်တက်ညောင်ပင်ကျေးရွာမှာဒေါ်မမ53နှစ်နဲ့မအေးဆို38နှစ်တို့လက်လက်ကြီးထိမှန်တရားရရှိခဲ့ပါတယ်။ဒါပြင်အကျက်ဖက်စစ်တပ်ရဲ့ခလာရ60မှမယန်းစိန်လေးကျေးရွာကိုလက်လက်ကြီး120မမတလုံးအရှိတောင်စုအနောက်တောင်စုနဲ့ကျုံကုန်းကျေးရွာကိုလက်လက်ကြီး120မမ6လုံးပြစ်ခတ်ခဲ့တာကြောင့်မယန်းစိန်လေးကျေးရွာမှာ နော်မူလာဖော်ရဲ့ နေအိမ်ပြည့်စည်သွားခဲ့ရပြီးနော်မူလာဖော်40နှစ်နဲ့တမိဖြစ်သူနော်ဆေးပွယ်မူ17နှစ်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတားဖြစ်သူ အသက်6နှစ်အရွယ်စောမူထော်ဘာကလက်နက်ကြီးထိမှန်ပြီးသေဆုံးခဲ့ရတာလို့ KHNU ဘဝကထုတ်ပြန်ထားပါတယ်ရှင်။အခုတင်ဆက်ခဲ့တာတွေကတော့မြန်မာနိုင်ငံတွင်းကသတင်းတွေပဲဖြစ်ပါတယ်ရှင်။ပြည်သူလူထုပေါင်းကဘာဝဘေးလူလုံးပေးဆိုတဲ့ဘေးနဲ့တွေကနေကိဝေးနိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ရှင်။